ဒီ BBA အတွက်စုံမေးမြန်ကန်စီစဉ်ကျိုးဆိုပါတယ်ခင်ဗျာဒီကနေ့အတွက်အတွက်စုံမေးမြန်ကန်အကြောင်းအရာကအဲကျွန်တော်တို့ရှိမှာဒီစဘာစေးဒီအလုံးမင်းကြာစင်မှုမရှိအောင်ဆိုပြီးဒါအစိုးရဘက်ကနေပြီးဒါပတ်မှုပွေးဝါဖို့စီစဉ်ရှိရလို့သိရပါတယ်ဌာနပတ်သူတို့ဒါမျိုးနိုင်ငံဆက်စပ်အတင်းကြောရဲ့ဒါအထွေထွေတွင်းမှုနဲ့အတွက်စုံမေးမြန်တော့မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကိုမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါကိုပထမဆုံးမြင်ကြတာပါเนาะကျွန်တော်တို့ဒီပြီးခဲ့တဲ့ရက်ဆိုတာနိုဝင်ဘာဒီကျွန်တော်တို့ပေါ့အဲကိုရနေလာပါပေါ့เนาะဒါနေပြီးတော့မှဒုသမရအပါဝင်ပေါ့เนาะကျွန်တော်တို့ဒီဖြူတွင်းမှာစပါးစေး ဒီကြာလုံးမင်းကြာစင်မှုမရှိအောင်ပေါ့နော်အစိုးရဘက်ကနေပံ့ပိုးပေးသွားဖို့ရှိတယ်လို့သိရတယ်။ဌာနပတ်သက်လို့အကူအရစီးပွေးမှာသွားပြီးတက်ရောက်ခဲ့တယ်ဆိုတော့အစိုးရဘက်ကပေါ့နော်ဌာနပတ်သက်လို့သူတို့ဘလို့ပံ့ပိုးပေးနိုင်မလဲဆိုတဲ့အပိုင်းလို့ဒါပထမဆုံးသိကြမှာခင်ဗျ။ပထမဆုံးချက်ကတော့ကျွန်တော်တို့ဒီတောင်သူလယ်သမားခွင့်ရေးကာကွယ်ရေးနဲ့အကျိုးစီးပွားမြင့်တင်ရေးဥဆောင်အဖွဲ့ဆိုကျွန်တော်တို့ကဟိုဒီတောင်သူလယ်သမားခွင့်ရေးကာကွယ်ရေးဥပဒေနဲ့အညီပေါ့နော်ကျွန်တော်တို့ဖွဲ့ထားတာရှိပါတယ်။အဲ့ဒီဥဆောင်အဖွဲ့မှာဒုတိယသမ္မတဥက္ကဋ္ဌဖြစ်ပြီးတော့ဒီပြည်내နဲ့တိုင်းဝန်ကြီးချုပ်တွေ ဝင်ကြီးတွေပါတယ်ပေါ့နော်ကျွန်တော်တို့ဒီဘက်ကပုဂ္ဂလိကအသင်းဖွဲ့တွေလည်းပါပါတယ်အဲ့တော့ဒီနေ့လက်ရှိအခြေအနေအရကျွန်တော်တို့ကစပါးစိန်းနှုံး ကြာချင်းနေဆိုပြီးတော့ဒါဟိုပြောဆိုကြတယ်အာတချို့နေရာမှာတောင်သူလယ်သမားတွေတကယ်ကြာဆင်းနေတာလည်းတွေ့ရတယ်တချို့နေရာမှာကြတော့လေကျွန်တော်တို့ကဟိုဇဘာအမျိုးအစားလိုက်သုံးသက်ဖို့လည်းလိုတာပေါ့ဇဘာအမျိုးအစားလိုက်ဆိုမှပေါ်ဆန်းလို့ဇဘာမျိုးကဟိုဇဘာဈေးက၈သိန်း၉သိန်းမှာရှိတယ်အေယာမင်းလို့ဇဘာမျိုးကျွန်တော်တို့ဒီအာဒီအာဟိုအာပေါ်ကျွဲတို့ငစိန်တို့ဇဘာမျိုးတွေ၄သိန်းထက်မှာရှိတယ်အဲဒါပေမဲ့တချို့ အနေချင်းပဲစိုက်တယ်အခုလေသမားချင်းချင်းပြောတာတော့တောင်သူလေသမားချင်းချင်းပြောတာတော့ဒါကွက်ပြောက်စပါးလို့ပြောတာပေါ့ကွက်ပြောက်စပါးဆိုတာဟိုထိုင်းကောက်တို့ဟိုရက်90တို့တချို့ဆိုရင်ကျွန်တော်တို့တောင်မှတိတ်မကြဘူးအဲ့လိုစပါးမျိုးတွေက ဈေးကျနေတယ်ဥပမာ3သိန်း3000တော့3သိန်း4000တော့ဒီလိုမျိုးတွေဖြစ်နေတာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဟာကိုလည်းကျွန်တော်တို့ကတောင်းသူလယ်သမားတွေနဲ့လည်းကျွန်တော်တို့တိုင်ပင်ပါတယ်တိုင်ပင်တဲ့အခါမှာအဓိကတောင်းသူလယ်သမားတွေရဲ့အကြံဉာဏ်အရေးကြီးပါတယ်အဲ့တော့တချို့နေရာမှာတောင်းသူလယ်သမားတွေအချင်းချင်းတောင်မှဒီအမျိုးကောင်းမျိုးသက်ရရှိဖို့နဲ့မျိုးကောင်းမျိုးသက်စိုက်ပျိုးတဲ့ကိစ္စကိုဂယုစိုက်ပြီးတော့လှုပ်ဖို့လိုအပ်နေပြီဖြစ်နိုင်လို့ရှိရင်ဥနာမျိုးအေယာမင်းတို့ဒီလိုမျိုးအဆင်းသွယ်လိုက်တို့ဆင်းဒုက္ခတို့နော်ဒီလိုမျိုးတွေကိုစိုက်ရင်တော့ ဒီခုနဟိုဈေးကွက်မှာနည်းနည်းလေးပဲလိုအပ်ချက်ရှိတဲ့အဲစဘာမျိုးတွေပေါ့နော်ဒီကွက်သူတို့ပြောတဲ့ကွက်ပြောက်စဘာစိုက်တာတဲ့စာရင်တော့ဈေးနှုန်းအပြင်ကြာဆင်းမှုကဒဏ်ခံရမှာမဟုတ်ဘူးဆိုဒီလိုဟာတွေလည်းကျွန်တော်တို့ကြားရပါတယ်နောက်တစ်ဖက်ကလည်းစဘာသေးကြာဆင်းနေဆိုတော့ကိစ္စကအမြဲတမ်းဖြစ်နေတဲ့ ကိစ္စတခုလို့ပြောလို့ရတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကဟိုစပားစေးကြာစင်တာတခုတည်းကိုကျွန်တော်တို့သုံးသက်လို့မရဘူး။ကျန်တဲ့ခုနပြောတဲ့အချောက်ခံဆက်တို့ဒိုးလောင်ယုံတို့ဒါတွေကပါထည့်စင်စားရမယ်။နောက်စိုက်ပန်ချင်းငွေပြန်ဆက်ရတဲ့အချိန်ကာလတို့ဒါတွေပါထည့်ပြီးသုံးသက်မှကျွန်တော်တို့ရမယ်။အဲ့တော့ကျွန်တော်တို့အနေနဲ့မနေ့ကဆွေးနွေးတာကတော့အဓိကဒီဒုတိယသမရိုင်းနဲ့ပြည်နယ်နယ်တိုင်းဒေသတွေမှာဖြစ်ပေါ်နေတဲ့ကိစ္စတွေကိုမှန်မှန်ကန်ကန်သုံးသပ်နိုင်ဖို့ရည်ကြီးတယ်။အာနိုင်ငံတော်အစိုးရအနေပြီးတော့ ဟိုဈေးကွက်ထဲကိုဝင်ရောက်ပြီးတော့ဆောင်ရွက်တဲ့ကိစ္စနောက်ဆုံး အရန်ဆိုးရတဲ့အခြေအနေတခုကြောင့်ရင်တော့မဖြစ်မနေတောင်သူလယ်သမားတွေရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးတော့လုပ်ရမယ်ဒါပေမဲ့အဲ့ဒီအခြေအနေဟုတ်မဟုတ်ဆိုတာကိုတော့ဟိုဘက်လိုက်မှုကင်းကင်းနဲ့မှန်မှန်ကန်ကန်နဲ့သုံးသပ်နိုင်ဖို့အရေးကြီးတယ်ဒါကြောင့်မို့ကျွန်တော်တို့ကမြို့နယ်အဆင့်ခရိုင်အဆင့်မှာရှိတဲ့လွှတ်တော်ကိုယ်စားလှယ်တွေမြို့နယ်အဆင့်ခရိုင်အဆင့်မှာရှိတဲ့အရက်ဖက်အဖွဲ့အစည်းတွေတောင်သူလယ်သမားတွေကဒါဟုသေးသေးချာချာမှန်မှန်ကန်ကန်သုံးသပ်ပြီးတော့အဖြေတစ်ခုကိုထုတ်ဖို့လိုတယ်ဆိုတော့ဒါကနံပါတ်1အဓိကလိုအပ်တဲ့ချက်ပေါ့နော်နံပါတ်2လိုအပ်တာကတော့ဈေးကွက်ဝယ်လိုအားနဲ့ ဈေးကွက်ရောင်းလို့ကဈေးကွက်သဘောတရားအတိုင်းသွားတာအကောင်းဆုံးပဲအဲ့တော့ဈေးကွက်ဝယ်လို့ကနည်းနေရင်ဝယ်လို့ကတိုးနိုင်အောင်ဘာတွေလုပ်ပေးမလဲနိုင်ငံခြားတင်ပို့တဲ့ကိစ္စတွေပြည်ရင်းမှာစက်ပိုင်တွေကုန်တယ်တွေကနေဝယ်နိုင်အောင်လို့ချင်းငွေစီစဉ်ပေးတဲ့ကိစ္စတွေနိုင်ငံတော်ဘတ်ဂျက်တို့နိုင်ငံတော်ကနေပြီးတော့ထုတ်တဲ့ရန်ပုံငွေတွေကပြည်သူရန်ပုံငွေတွေပဲဖြစ်တဲ့အခါမှာခုနပြောတဲ့အလွဲသုံးစားလုပ်တဲ့ကိစ္စတွေလေလွင့်ဆုံးရှုံးတာတွေဒါတွေဖြစ်ခဲ့ရင်ပြည်သူတွေပဲပြန်ပြီးတော့ ထိခိုက်နေနိုင်မယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီကိစ္စကိုရေရိုရေရှည်ဆောင်ရရမယ်ကိစ္စတွေကိုသုံးသပ်ပြီးတော့ရေရိုမှာတော့ဘာတွေလုပ်မလဲ export တိုးမြင့်တဲ့ကိစ္စတွေလုပ်မယ်နောက်တစ်ခုကဒီတရုတ်နိုင်ငံတို့ဒီမလေးရှားနိုင်ငံတို့ဘင်္ဂလားဒေ့ရှ်တို့အာဖရိကတို့တင်ပို့နေတဲ့ကိစ္စတွေမှာလွယ်လွယ်ကူကူနဲ့လင်းလင်းမြန်မြန်နဲ့တင်ပို့နိုင်အောင်လုပ်မယ်ဈေးကွက်ဝယ်လိုအားတိုးတောင်းအောင်လုပ်မယ်နောက်တစ်ခုကတော့အရေးကြီးတာတော့တောင်သူတွေကိုရေးရှိမှပညာပေးပြီးတော့ မျိုးကောင်းမျိုးသက်စိုက်ဖို့ကိစ္စနဲ့အရေးကြီးဆုံးကတော့စဘာဈေးနှုန်းဆိုတာတဲ့အခုချိန်ကရာသီဥတုကဖောက်ပြန်တော့မိုးရွာမယ်နေပူမယ်ဒီလိုဟာတွေဖြစ်တဲ့အခါမှာစဘာမှာအဆူတက်တွေ ကရှိနေတယ်အဲ့တော့အဆိုဓာတ်တွေကိုအချောက်ခံမှာစဘာစေးကောင်းပြီးတော့စိုးနေတဲ့စဘာကိုအချောက်ခံဆက်မရှိရင်ဘယ်ဆက်ပိုင်းမှာမဝယ်ရဘူးဘာဖြစ်လဲဆိုတော့ဒီစဘာကတရက်နှစ်ရက်အတွင်းပြည့်စည်သွားမယ်ဆိုတော့ဒီဟာတွေကရေရှည်ဆောင်ရွက်ရမယ့်ကိစ္စတွေတည်းမှာလည်းပါနေတဲ့အတွက်ဒါတွေအကုန်လုံးကိုကျွန်တော်တို့ကနိုင်ငံတော်အနေနဲ့ကြိုတင်စဉ်းစားပြီးတော့ချက်ချင်းဆောင်ရွက်ရမယ့်ဟာကိုချက်ချင်းဆောင်ရွက်ဖို့နဲ့ရေရှည်ဆောင်ရွက်မယ့်ဟာကိုလည်းပဲတစ်နှစ်လောက်အတွင်းမှာအမြန်ဆုံးစတင်ဆောင်ရွက်ဖို့ဒါတွေကိုကျွန်တော်တို့အာဆွေးနွေးပါတယ်အမြင်ချင်းဖလှယ်ပါတယ်နောက်အရေးကြီးဆုံးကတော့ကျွန်တော်တို့ဒီမြို့နယ်အဆင့်ခရိုင်အဆင့်ကနေပြီးတော့အခြေအနေကို မှန်မှန်ကန်ကန်သုံးသပ်ပြီးတော့တင်ပြပေးဖို့လည်းကျွန်တော်တို့ကဒါအစိုးရဘက်ကအကြံပြုခဲ့ပါတယ်။ဟုတ်ကဲ့ပါဗျာဒါတော့အခုရပြောပုံစံအရဆိုရင်ဒါကျွန်တော်တို့ဘက်ကနေပြီးတော့ဒါအစိုးရဘက်ကိုဒါတင်ပြခဲ့တဲ့အစိုးရပဲရှိသေးတာပေါ့အစိုးရဘက်ကဒီပေါ်မှာတော့ဘာမှ reply တော့မပြလာသေးဘူး။အဲ့တော့ကျွန်တော်တို့ကလည်းအကြံပြုလို့ပဲရတယ်။အဓိကဆောင်ရွက်မဲ့ကိစ္စအစိုးရပဲဆောင်ရွက်ရမှာဖြစ်ပါတယ်။အဲ့တော့အစိုးရဆောင်ရွက်တဲ့အခါမှာကျွန်တော်တို့ပုဂ္ဂလိကအနေနဲ့ကတော့ဝိုင်းဝန်းကူညီပြီးတော့ ဟိုပူးပေါင်းဆောင်ရွက်ဖို့ပဲကျွန်တော်တို့ကလုပ်လို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အနေနဲ့ကဒါမြန်မာနိုင်ငံမှာကဒီဟာဖြစ်ပေါ်နေတဲ့ကိစ္စရက်တွေဒီဈေးနှုန်းကိစ္စမဟုတ် price problem မဟုတ်ကျွန်တော်တို့ရဲ့ problem ဒီကျွန်တော်တို့မနေ့ကဆွေးနွေးပါတယ်ရီး problem အထွက်နှုန်းဖြစ်ပါတယ်စပားဈေးဘလောက်ပဲကောင်းကောင်းတအေကကိုတင်း60လောက်ပဲထွက်နေရင်တောင်သူလယ်သမားရဲ့ထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ရိတ်ရတဲ့ဈေးစိုက်ရတဲ့ဈေးတွေနဲ့ကဘလို့မှတွက်ချိန်မကိုက်ဘူးစပားဈေး9000ဖြစ်လဲ 60တင်း60ပဲထွက်ရင်တွက်ချိန်မကိုက်ဘူးအဲ့တော့စဘာသေးတက်လာပြီဆိုရင်တစ်ဖက်ကစံစေးကိုကျွန်တော်တို့ကပြန်ကြည့်အခုစဘာသေးကြတယ်လို့ပြောနေတဲ့ချိန်မှာစံစေးကလည်းလောက်ကြတာမဟုတ်ဘူးကျွန်တော်တို့လက်လီဆိုင်မှာသွားကြည့်လိုက်ရင်ပြည်သူလူထုဝယ်စားနေတဲ့စံတပြီကတထောင်လောက်ပဲရှိတယ်ဒီထက်ပိုပြီးတော့ဟာစန်တဘီကို900ဖြစ်သွားတယ်စန်တဘီကို600ဖြစ်သွားတယ်စန်တဘီကိုဟာ900ဖြစ်သွားတယ်ဆိုတာတခါမှမရှိဘူးအဲ့တော့ကျွန်တော်တို့ကဥနာပြောလို့ဟို နှစ်ဖက်ကိုကျွန်တော်တို့ကတည်တည်ချာချာသုံးသပ်ရမယ်ပေါ့နော်တောင်ကူလယ်သမားတွေလည်းတွက်ချေကြရမယ်ဆိုရင်ကျွန်တော်တို့ဖြစ်နေတဲ့ပြဿနာသည်ကျွန်တော်တို့က price problem မဟုတ်ဘူးဖြစ်နေတဲ့ပြဿနာရီး problem ဖြစ်တယ်နံပါတ်1ဒါကြောင့်မို့တေကအထွတ်နှုံးကအ ਨੇ ဆုံးတင်းတရာထွက်နိုင်အောင်အထူးသဖြင့်ရေတော်မိုးတော်ဒေတာတွေမှာတင်းတရာထွက်နိုင်အောင်ကျွန်တော်တို့ကဤပညာတို့သွင်အားစုတို့ဒါတွေလိုအပ်တယ်တောင်သူလယ်သမားတွေဘက်ကလည်းအားထုတ်ကြိုးပမ်းဖို့လိုအပ်တယ်လို့နိုင်ငံတော်ကလည်းပဲအများကြီးကူညီပေးရမယ်ဒါကြောင့်မို့ကျွန်တော်တို့ကရီး problem နံပါတ်1ဖြစ်တယ်နောက်နံပါတ်2ကျွန်တော်တို့ရဲ့ထုတ်လုပ်မှုစရိတ်စကား ထုတ်လုပ်မှုဈေးစကားတွေဒီကျွန်တော်တို့နိုင်ငံတကာထဲအများကြီးကြီးနေတယ်။ထုတ်လုပ်မှုဈေးစကားတွေရှော့ချနိုင်အောင်စီစဉ်ပေးရမယ်။ဓာတ်မြေဩဇာတွေကိုလွယ်လွယ်ကူကူနဲ့တက်တက်တတာနဲ့ရအောင်စီစဉ်ပေးရမယ်။ကျေးလက်လမ်းပန်းဆက်သွယ်ရေးစပါးစီကြတဲ့ကွင်းထဲမှာကျွန်တော်တို့ကနှစ်သိန်းခွဲသုံးသိန်း ကြပါသေးကြတယ်လို့ပြောပေမဲ့ဝယ်ကျင်တဲ့သူရှိရင်တော့မအဲ့ဒီကွင်းထဲကိုသွားဖို့လမ်းမရှိရင်ကျွန်တော်တို့အခက်အခဲရှိတယ်။အားကြောင့်မို့ကျွန်တော်တို့ကြေးရွာချင်းဆက်လမ်းနေပါတယ်ကဆာဒီထုတ်လုပ်မှုကုန်ကြစရိတ်ပိုင်းကအများကြီးဟိုအရေးပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီ site ban ချင်းငွေပေါ့။ကျွန်တော်တို့ကကာလာတို့ချင်းငွေတွေဖြစ်နေတဲ့အတွက်ကာလာလက်နဲ့ကာလာရှည်ချင်းငွေမျိုးရမယ်ဆိုရင်ချင်းငွေကိုပြန်ဆက်ဖို့အတွက်အလင်းစလိုမရောင်းရဘူးပေါ့နော်။ဒါတွေအရေးကြီးတယ်။နောက်တစ်ခုကတော့ကျွန်တော်အရန်အရေးကြီးဆုံးအချက်ကအချောက်ခံဆက်ပဲ။ဒီနေ့ဒီချိန်မှာစဘာတို့ပြောင်းလို့ဒုက္ခရောက်တယ်ဆိုတာ အချောက်ခံဆက်မရှိလို့ဖြစ်နေတယ်။ဒါကြောင့်မလို့အချောက်ခံဆက်ကိုအသေးစားအလတ်စားအကြီးစားတနိုင်တစ်ပိုင်းဒါတွေကိုကျွန်တော်တို့အာတီထောင်ပြီးတော့ဆောင်ရွက်ပေးဖို့လိုအပ်တာပေါ့။ဟုတ်ပါဗျာ။နောက်တစ်ချက်ကလည်းပေါ့နော်။ ကျွန်တော်တို့အခုဆိုလို့ရှိရင်ဒါကျွန်တော်တို့ export ကလည်းကြားတဲ့အတွက်ကြောင့်ပြည်တွင်းမှာကျွန်တော်တို့လက်ကျန်ဆိုင်တော်တော်များများကျန်နေတဲ့ပြင်စပားကြီးလည်းရှိနေတယ်။နောက်မကြခင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစပားကလည်းအသေးထက်ထွက်တော့မယ်ဆိုတော့ပြည်တွင်းမှာ portion မှုတွေကတော်တော်လေးကျုံမယ်ဆိုတော့အဲ့လိုဖြစ်လာတဲ့အခါကလည်း impact ကလည်းရှိတယ်ဆိုတော့လေဒီပေါ်မှာကျွန်တော်တို့ကြားသီလကဟို data လိုက်ပေါ့နော်စပားစီးလို့တတ်မှတ်ပြီးတော့ဒီစံစပားနဲ့ပတ်သက်တဲ့လုပ်ငန်းရှင်တွေကနေပြီးတော့ဝယ်ဖို့ပြုဖို့ဆိုပြီးတော့အဲ့လိုအတန်မျိုးကြီးလည်းကြားရဆိုတော့အဲ့ဒီအနေထားလေးလည်းနေတော့ကျွန်တော်တို့လည်းအဲ့ဒါကိုဆွေးနွေးပါတယ်အဓိကတော့ကျွန်တော်တို့ကဟိုဟိုတစ်ဖက်က export ကိုလည်းကျွန်တော် တို့ကအမှန်တကယ်တော့ export ကမကျတော့ဘူးအခုဆိုရင်ကျွန်တော်တည်တလောက်ကတင်မော6စီး10စီးလောက်တင်ဖို့ရှိတယ်ဆိုတော့တင်မော6စီး10စီးဆိုတာကျွန်တော်ကစံတန်ချိန်2သိန်းလောက်စံတန်ချိန်2သိန်းလောက်တည်ဖို့ရှိတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဟိုတောင်သူလယ်သမားတွေရောဒီကတချို့ကုန်သည်တွေရောပြောချင်တာကတော့အလွန်အမင်းမဆိုးရိမ်ပါနဲ့ဒီ export လုပ်ငန်းကအချိန်ဟုန်နဲ့သွားဖို့ရှိနေတယ် အခုချိန်မှာဒီ November ဒီဇင်ဘာမှာဒါကြောင့်မလို့ခုနပြောသလိုတက်နိုင်တဲ့မြတ်ဈေးကောင်းရအောင်စောင့်ပြီးတော့ရောင်းနိုင်တဲ့အနေအထားရှိမယ်ဆိုရင်တက်နိုင်တဲ့မြတ်ဈေးကောင်းရအောင်စောင့်ပြီးတော့ရောင်းသေးခြင်းအချက်ချင်းအလော30မရောင်းသေးခြင်းဘူးနောက်တစ်ခုကတော့ကျွန်တော်တို့ကစဉ်းစားထားတာကတော့စံစမတင်းချုပ်အနေနဲ့စဉ်းစားထားတာကျွန်တော်တို့တောင်သူလယ်သမားတွေမနစ်နာအောင်အကယ်၍ စဘာစည်းဒီသုံးသိန်းအောက်ရောက်သွားမယ်เนาะဒီအခုလက်ရှိဖြစ်နေတဲ့ဟာကျွန်တော်ခုနပြောသလိုပါတကယ်တန်းဝင်စဘာစည်းတွေဒီလောက်မကြအောင်တန်းဝင်စဘာစည်းတွေပါကြမယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ကဒါဘလို့မှအဖြစ်ခံလို့မရအောင်ဒါကြောင့်လို့အဲ့လိုအခါမျိုးမှာဆိုရင်တော့ကျွန်တော်တို့နိုင်ငံတော်နဲ့တိုင်ပင်ပြီးတော့ဒီဆက်ပိုင်းတွေကုန်တယ်တွေကနေပြီးတော့ဘယ်စဘာဆိုရင်တော့ဘယ်ဒေတာမှာတော့ဘယ်ဈေးနဲ့ဝယ်ပေးပါမယ်ဆိုတဲ့ကိစ္စမျိုးကိုကျွန်တော်တို့လုပ်ဖို့ရှိပါတယ်အဲ့တော့ဒီနေ့လဲကျွန်တော်တို့စံစဘာတင်းကျုပ်ပြည်နယ်နဲ့တိုင်း တာဝန်ခံတွေနဲ့ကျွန်တော်ဒါကိုညှိနှိုင်းပြီးတော့ပြင်ဆင်ထားဖို့ပါလက်တလောအနေထားနဲ့ဆိုရင်တော့ဈေးကွက်ကသူသဘောတရားနဲ့သူသွားနေရင်ကျွန်တော်တို့ကဝင်ရောက်ဆွတ်ဖွဲ့ဆရာအကြောင်းမရှိဘူးဒါပေမဲ့ဈေးကွက်ကဘလို့ဖြစ်မလဲဆိုတာကျွန်တော်တို့မသိဘူးမှထိုင်းဆိုရင်အခုဓာတ်ဆိုင်တွေကကစားစံရောင်းပြီးတော့ဟိုကွန်ဆူမာတွေလက်ထဲကိုဓာတ်ရိုက်ရအောင်လုပ်နေရတဲ့အနေအထားဖြစ်တော့အစိုးရလည်းအခုဒါစစ်ဆိုးကလည်းထပ်ပြီးတော့ကျွန်တော်တို့အရင်တော့ကလိုပဲဟိုတောင်သူလယ်သမားကို subsidy ပေးတဲ့ scheme ကိုထပ်ပြီးတော့ထည့်ရတဲ့အနေအထားဖြစ်လာတယ်ဒါကြောင့်မလို့ လူထိုင်းလိုနိုင်ငံတော်ဒီလိုလှုပ်လာတယ်ဆိုတော့ခါမှာကိုယ့်ဘက်ကလည်းပြင်ဆင်ကြရရှိတာတွေကိုကျွန်တော်တို့ပြင်ဆင်ထားရမယ်။ဒါပေမဲ့ခုနပြောသလိုချက်ချင်းလက်ငင်းကြီးတာလုပ်ဖို့မလိုအပ်သေးဘူး။ကျွန်တော်တို့စောင့်ကြည့်အောင်မယ်။ကျွန်တော်တို့တိုင်းပြည်ရဲ့အနေအထားကဒီပြည်ရင်းစားသုံးတဲ့ဈေးကွက်ကြီးကကြီးတယ်။ပြည်ရင်းစားသုံးတဲ့ဈေးကွက်ကြီးကကျွန်တော်တို့က80ရာခိုင်နှုန်းကပြည်ရင်းစားတာ။20ရာခိုင်နှုန်း55ရာခိုင်နှုန်းလောက်ပဲ export လုပ်တာဖြစ်တဲ့အတွက်ပြည်ရင်းဈေးကွက်ဝယ်လို့အားကိုလည်းတစ်ဖက်ကဒါ ကျွန်တော်တို့ဖော်ဆောင်ပေးနိုင်မယ်ဆိုရင်ကျွန်တော်တို့ဒါဟို စပားစီအထူးအထွေထိုးကြသွားတာမျိုးမဖြစ်နိုင်ပါဘူးဟုတ်ပါဗျာနောက်တစ်ချက်ကလည်းကျွန်တော်ဒီကမ္ဘာဇီးကွက်မှာကြည့်တဲ့အခါမှာဒီနိုင်ငံဆန်စင်းလုံးတွေကလည်းကြာနေတာတွေ့ရခင်ဗျာအခုဆိုအားကြပဲပေါ့နော်ဒီ time ဆိုတာကသူ့ရဲ့လက်သမားတွေကိုဒါကျွန်တော်တို့ဒီချင်းဝင်နဲ့ပတ်သက်လို့သူဟိုအမျိုးမျိုးသူလှုပ်ပေးတာမျိုးတွေလည်းရှိနေတယ်ဆိုတော့လက်ရှိကျွန်တော်တို့မှာလည်းဒီလိုဘာပြောပြောဒီရဲ့ impact ကလည်းရှိနေတယ်ဆိုတော့လေအစိုးရအပါအဝင်ပုံတိကလည်းဒီအောင်နည်းနည်းတော့ဟိုပို့ပြီးတော့နည်းနည်း ဟုတ် edit အားဘောနော်ကျွန်တော်တို့ဒီကြော်လွားနိုင်ဖို့အတွက်ကျွန်တော်နီလန်းနေခုတည်းကစပြီးတော့စဉ်းစားဖို့တော့ low app မျိုးတော့ထင်ပါတယ်ကျွန်တော်တို့ကအဓိကတော့အဲ့ခုနကပြောတဲ့ဟိုတင်မောကိုစီတင်မိုးရှိပါတယ်တင်မောကိုစီဆက်သည်ဆိုရင်ကျွန်တော်ကတော့တန်ချိန်2သိန်းပေါ့တန်ချိန်2သိန်းတင်မိုးရှိတယ်ဆိုတော့ကျွန်တော်တို့ကဒါ November December အတွက်ဒါဟိုကိုလုံးနိုင်တဲ့ပမာဏရဲ့ဟိုအနေထားတစ်ခုရကြည့်ရင် ဟိုအားရတဲ့အနေအထားရှိတယ်အဲ့တော့တင်မောတစ်စီးဆိုတာကျွန်တော်တို့ကတန်ချိန်2000လောက်ရှိတယ်တင်မော10စီးဆိုရင်တန်ချိန်ကျွန်တော်တို့က2000လောက်ရှိတယ်အဲ့တော့တန်ချိန်2000ဆိုတာကျွန်တော်တို့ကဟို ပြန်မြကျွန်တော်တို့တိုင်းပြည်မှာတလကိုတန်ချိန်တသိန်းလောက်တင်နေရ။အားကြောင့်မို့တစ်နှစ်ကိုတန်ချိန်တက်တက်သမား2သန်းလို့တက်တက်သမား5သန်းလို့ရှိတော့အောက်ခြေအဆင့်အနေနဲ့ပြောမယ်ဆိုရင်တန်ချိန်2သိန်းလောက်သင်းမောတင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ကတော့စိုးရိမ်စရာမရှိဘူး။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ export လုပ်တဲ့ capacity ကလည်းအကိုလိုသိတဲ့အတိုင်းပဲတစ်နှစ်မှာတန်ချိန်တသန်းကျော်ကျော်လေးပဲကျွန်တော်တို့ပို့တာ။ထိုင်းနိုင်ငံကကြတော့မတူတာဘာလဲဆိုတော့တစ်နှစ်ကိုတန်ချိန်8သန်းလောက်ပို့တာ။ ကျွန်တော်တို့တတိုင်းပြည်လုံးစားတဲ့ပမာဏတော့ကိုပို့တာဖြစ်တဲ့အခါကျတော့ဟို VNN တို့လည်းဒီတိုင်းပဲတန်းချိန်6တန်း8တန်းပို့တာဆိုတော့ကျွန်တော်တို့ကတန်းချိန်တန်းကျော်ကျော်လောက်ပဲပို့တာဖြစ်တဲ့အတွက်ကျွန်တော်တို့လက်ရှိဒီ November ဒီဇင်ဘာကိုပြင်ဆင်ထားတဲ့အနေအထားအရဆိုရင်တော့အထူးထွေကျွန်တော်တို့ဟို ဟိုအရန်ကြီးစိုးရင်ကြမရှိဘူးဒါပေမဲ့ကျွန်တော်တို့ January February အတွက်ဆက်ပြီးကျွန်တော်တို့ပြင်ဆင်ဖို့တော့လိုအပ်သေးတယ်ပေါ့ဟုတ်ကဲ့ဗျာအခုကျွန်တော်တို့ပေါ့နော်တရုတ်ဘက်ကိုပို့တဲ့အခါမှာတရုတ်ဘက်ကလည်းဖမ်းဆီးရှိတယ်ကျွန်တော်တရုတ်ပြည်မပို့နိုင်အခုပင်လယ်ရေကြောင်းလည်းအခုပြောဆိုပို့နေတယ်ဆိုတော့အဲ့ပင်လယ်ရေကြောင်းဈေးကွက်တွေကကျွန်တော်တို့လက်ရှိပို့နေတဲ့ဈေးကွက်တွေပဲလားတင်နေရေကြောင်းကတော့တရုတ်လည်းပါတယ်နောက်တစ်ခါတရုတ်ကတရားဝင်ပင်လယ်ရေကြောင်းသွားတာပေါ့အာဖရိကအခုခုနကျွန်တော်ပြောတဲ့တင်မောကိုးစီးဆယ်စီးဆိုတော့အာဖရိကကိုသွားမယ်တင်မောလေးအာဖရိကရှိမယ်နောက်တစ်ခါကျွန်တော်တို့ဒီဘင်္ဂလားဒေ့ရှ် အခုနည်းနည်းလေးပြန်ပြီးတော့လှုပ်ရှားလာတာပေါ့နော်နောက်ကျန်တာတော့ကျွန်တော်တို့ဒီ regional market တွေရှိတယ် Europe market တွေရှိတယ်ဆိုတော့ဟိုကျွန်တော်တို့အနေနဲ့ပြောမယ်ဆိုရင်တော့ထိုင်းထက်ကျွန်တော်တို့ကတချို့နေရာမှာအားသာချက်ရှိတယ် Europe တို့ဘာလို့ဆိုရင်ကျွန်တော် GSP ရအားကြောင့်ကျွန်တော်တို့ကဒီဘက်ကိုလည်းတိုးပြီးတော့အာ marketing သွားလို့ရတာပေါ့နော်အဲ့တော့ဟိုတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ဟိုနိုင်ငံတကာဈေးကွက်ကအနေထားကတော့ဟိုခုနပြောသလိုအခက်အခဲရှိတာမှန်တယ်ဒါပေမဲ့အာတစ်ဖက်မှာကျွန်တော်တို့ကြက်ငွေရလဲခုနပြောသလို ဒေါ်လာနဲ့ exchange rate မှာကျွန်တော်တို့ကဟို1300လောက်ဖြစ်နေတဲ့ခါမှာ exporter တွေကြိုက်နေ exporter တွေကြိုက်နေ export ကိုကျွန်တော်တို့ကတွန်းလုပ်မဲ့အနေအထားရှိတယ် export ကိုတွန်းပြီးတော့ကြိုးစားတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဈေးကွက်ဝယ်လို့ကတိုးလာပြီးတော့ဈေးနှုန်းလေးတွေပါပါလာမဲ့သဘောရှိပါတယ်